မီနိုင်ငံရေးဆိုတာလူမှုမျက်နှာမှုအနည်းဆုံးဖြစ်ပြီးတော့ဆက်ဆက်ဆွေးနွေးကြည့်လိုက်လမ်းကြောင်းပေါ်နဲ့စနစ်တစ်ခုပြီးဆောက်တဲ့လမ်းကြောင်းပေါ်ကိုတက်တဲ့အဖွဲ့အစည်းတစ်ခုပလက်ဖောင်းတစ်ခုပဲဖြစ်တဲ့ဒီလိုညီညွတ်မှုကိုဟလာနောင်ရိုးသက်တူပဲနိုင်ငံရေးဆိုတာကနော်လို့ကြောက်နေကြောက်ဒုံးနေရိုက်ဓာတ်နဲ့ခုတ်အတဏ္ဍနဲ့ပြစ်နေမှာအဲ့ဒါနိုင်ငံရေးမဟုတ်ဘူးနိုင်ငံရေးဆိုတာယူကျေးမှုတည်းရဲ့ ချင်းချင်းညှိနှိုင်းခြင်းဖလှယ်ခြင်းနဲ့ကိုလူတွေစမ်းပိုင်မှုရအောင်တွားတယ်ဆိုရယ်ပါတီတစ်ခုကိုအုံချပြီးတော့ platform တစ်ခုကိုအုံချပြီးတွားတယ်ဆိုရယ်ဒီစနစ်တစ်ခုကိုနောင်လာမဲ့လူငယ်တွေအတွက်ကိုလည်းမျိုးဆက်ကိုတည်ထားခဲ့ဖို့လိုအပ်ပါတယ်ဒါပေမဲ့အခုပြောင်းလဲထားတဲ့ပါတီတစ်ခုကိုယူရင်တသိန်းရှိမှလို့မားတောင်းရှိမှလို့ဆိုရယ်ဥပဒေတစ်ခုကိုပြောင်းလဲထားတော့အဲ့ဒီဥပဒေကတော်တော်ကိုဖြတ်တိပုံကောင်းတဲ့ဥပဒေတစ်ခုဖြစ်တယ်ဒါတွေကအရေးအတွက်နဲ့လုပ်ရတဲ့ platform တစ်ခုမဟုတ်ဘူးတကယ်လို့ ပိတ်ကပ်ခိုင်းပါပဲဆွဲပြီးတစ်ခုဖြစ်တယ် platform တစ်ခုဖြစ်တယ်နောက်တစ်ခုနောက်မျိုးဆက်ပြီးလို့လည်းအခုလိုမျိုးလူသားယဉ်ကျေးမှုကိုထုတ်ပေါ်ကြတဲ့ platform တစ်ခုကိုလက်ထိတ်ကမ်းပေးဖြစ်နေ